မင်္ဂလာပွဲမှာအနီအောင်သုံးပြီးလို့အင်တောင်ရေးကံမကောင်းခဲ့ကြတဲ့မြန်မာအမျိုးသမီးအမှုပညာရှင်၃ယောက်ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။လူတယောက်ရဲ့ဘဝမှာအရေးကြီးဆုံးအခမ်းအနားတစ်ခုဖြစ်တဲ့မင်္ဂလာပွဲမှာဆိုရင်အရာရာကိုအကောင်းဆုံးဖြစ်အောင်ဂရုတစိုင်းနဲ့ရွေးချယ်ကြရပါတယ်။ အထူးသဖြင့်ဝိဆောင်အယောင်ကအစအတိတ်ကောင်းနမိတ်ကောင်းဖြစ်စေဖို့ဆင်ခြင်ကြရတာမျိုးပါဒီဗီဒီယိုထဲမှာတော့မင်္ဂလာဆောင်မှာအနည်းအောင်တွေသုံးပြီးလို့အိမ်တော်ရေးကံမကောင်းမဲ့တေးခွဲရှင်ခွဲခွဲခဲ့ကြရတဲ့မြမအမျိုးသမီးနုပညာရှင်၃ယောက်အကြောင်းကိုပြောပြပေးသွားမှာပါ တရုတ်လူမျိုးတွေအတွက်ကတော့အနီရောင်ဟာမင်္ဂလာပွဲမှာမပါမဖြစ်သုံးတဲ့ကံကောင်းခြင်းရဲ့အယောင်တစ်ခုဆိုပေမယ့်မြန်မာအယူအဆမှာတော့အနီရောင်ကမကောင်းတဲ့အတိတ်နမိတ်၊သွေးရောင်လွှမ်းတဲ့အယောင်ဆိုပြီးတော့ရှောင်ရှားကြပါရဲ့။ဒီလိုမျိုးအတိတ်နမိတ်မကောင်းတဲ့အယောင်ကိုမင်္ဂလာဆောင်မှာသုံးခဲ့မိလို့နာမည်ကြီးနုပညာရှင်တွေကလည်းတိုက်ဆိုင်စွာပဲအိမ်ထောင်ရေးကန်ဆိုးခဲ့ရတာတွေကိုတွေ့ရပါရဲ့။ နံပါတ်3စိုးမျက်နှံတာဒီစင်ရင်ရဲ့နံပါတ်3နေရာမှာတခေတခါကထိတ်တန်းမင်းသမီးတယောက်ဖြစ်တဲ့စိုးမျက်နှံတာပဲဖြစ်ပါတယ်။သူမရဲ့ပထမခင်ပေါ်အစိုးရဖြိုးကြီးနဲ့မင်္ဂလာပွဲမှာဒူးဒူးကြကြအနီရောင်ရဲရဲတောက်တောက်နေတဲ့ထိုင်မသိန်းဝစ်စုံကိုဝစ်ဆင်ခဲ့ပြီးတော့ပန်းအနီတွေနဲ့ခန်းနောက်စွာမင်္ဂလာဆောင်ခဲ့ရပါ။အဲ့ဒီအချိန်ကပရိသတ်တွေကြားမှာသူမရဲ့ယူဇာဟောင်းမကြိုက်တဲ့အနီရောင်ကိုတမင်တကာရွေးချယ်သုံးဆွဲခဲ့ရဆိုပြီးတော့ရေပန်းစားခဲ့ပါတယ်။ဒါပေမဲ့တိုက်ဆိုင်တာလားတကယ်ပဲလားတော့မသိပေမဲ့အနီရောင်သုံးပြီးမင်္ဂလာဆောင်ခဲ့တဲ့ ုတော်ဖြိုးကြီးနဲ့အစိုးမြန္တန်တို့ရဲ့အိမ်ထောင်ရေးကတော့တာယာပျော်ရှင်ပြီးခိုင်မြဲတာမျိုးမရှိခဲ့ပါဘူး။ဒါကြောင့်မေတဦးရေတော်သားလေးမြတ်တော်မှမွေးဖွားပြီးချိန်မှာသူတို့နှစ်ဦးကကွာရှင်းပြတ်ဆဲခဲ့ကြပါရယ်။နဘနှစ်နမ်းမြတ်ဖြူတင်ဆီယဝင်တဦးလည်းဖြစ်အစိုးရနဲ့တယောက်ဆောင်တယောက်လည်းဖြစ်တဲ့မင်းသမီးကျော်လေးနမ်းမြတ်ဖြူတင်ကလည်းအနီရောင်ကြောင့်ကန်ဆိုးခဲ့ရသူလို့ဆိုကြပါရယ်။ဘာဖြစ်လို့လဲဆိုတော့တယောက်ဆောင်နမ်းမြတ်ဖြူတင်ဟာ သူမရဲ့မင်္ဂလာပွဲမှာအနီယောင်ကိုကိုရိုင်းမိုးရေးခဲ့ပေမဲ့လည်းသတို့သားအယံနဲ့သတို့သမီးအယံတွေကတော့ထူးထူးခြားခြားနေနဲ့အနီယောင်တွေကိုဝင့်စင်စေခဲ့ရပါဒါကြောင့်မင်းလာတော့မပြောတတ်ပါဘူးသူမရဲ့ဘဝလက်တွဲပေါ်ဖြစ်တဲ့ခင်မုန်းတဲ့ကပြီးခဲ့တဲ့ကိုဗစ်ကာလမှာရုတ်တရက်ကွယ်လွန်သွားခဲ့ရပါတယ်ဒီဖြစ်ရဲ့ဆိုကြောင့်မယ်တယောက်ဆောင်နတ်မြတ်ဖြိုးသိမ့်ဟာအခုဆိုရင်တော့သားနဲ့သမီးကိုစင်ငယ်မသားတယောက်အနေနဲ့ပြုစုပြောင်းထောင်ဆောင်ရှောက်နေရပါတယ်ဒါကြောင့်ပရိသတ်တွေကတော့နတ်မြတ်ဖြိုးသိမ့်ရဲ့ကံကြမ္မာကိုမင်္ဂလာပွဲကအနီယောင်နဲ့ဆက်ဆက်ပြီးတော့နှမျောတတ်တာဖြစ်ခဲ့ကြပါ ါတယ်။နံပါတ်၁ဝိုင်းစုခိုင်သိန်းဒီစည်ရဲ့နံပါတ်၁နေရာမှာအစိုးရတရုတ်ဆောင်ပိုင်းမှာပါအောင်မြင်မှုတွေရထားတဲ့ဝိုင်းစုခိုင်သိန်းဖြစ်ပါတယ်။ဝိုင်းစုခိုင်သိန်းနဲ့သူမရဲ့ပထမခင်ပေါ်ကိုအုပ်ကမြင့်ကျူတို့ရဲ့မင်္ဂလာပွဲမှာသတို့သားနဲ့သတို့သမီးတို့ကရွှေရောင်ထိုင်မသိန်းဝတ်ဆောင်ကိုဝတ်ဆင်ခဲ့ကြတာပါ။ဒါပေမဲ့အထူးခြားချက်ကတော့နှစ်ဖက်မိဘတွေကအနီရောင်ဝတ်ဆောင်တွေကိုဝတ်ဆင်ခဲ့ကြပါတယ်။သတို့သားသတို့သမီးကိုယ်တိုင်ကအနီရောင်ကိုရှောင်ရှားခဲ့ပေမဲ့မိဘတွေရဲ့ဝတ်ဆောင်အယောင်ကနေတဆင့်ကန်စိုးချင်းရဲ့အရေးရောင်တွေဝင်ရောက်လာခဲ့တယ်လို့တချို့ ့တွေကတော့အယူသီးစွာနဲ့ယုံကြည်ခဲ့ကြပါတယ်။ဒါကြောင့်မေလာမပြောတတ်ပေမဲ့လက်ထပ်ပြီးသိမ့်မကြခင်မှာ မဆုခိုင်တဲ့နဲ့ကိုဥက္ကမင်းကျူတို့ဟာကွာရှင်းပြဆဲခဲ့ကြပါရယ်အခုပြပြခဲ့ရကတော့မင်္ဂလာပွဲမှာအနီအောင်သုံးပြီးရင်နောက်ရေရှည်မမြဲပဲအိမ်ထောင်ခွဲခဲ့ရတဲ့အမျိုးသမီးနှုပညာရှင်၃ယောက်အကြောင်းပဲဖြစ်ပါရယ်ဒီနှုပညာရှင်တွေနဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ကရောဘယ်လိုမြင်ကြပါသလဲမင်္ဂလာပွဲမှာအနီအောင်ကိုအသုံးပြတာကတကယ်ပဲကန်ဆိုးစေတယ်လို့ယူဆပါသလားဒါမှမဟုတ်ဓာရီအလုံးဟာတိုက်ဆိုင်မှုတသက်ပါလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်